အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာရော့ပိုင်ကီရန်ပါအခုမိုးလေးလေးရွာနေရဆိုတော့ကျွန်တော်ကဒီတပတ်သူပေါ့နော်ကိုယ့်ရဲ့တပတ်သူကကိုယ့်ကိုဘာတွေပြောချင်နေလဲပေါ့နော်ရင်တန်းကစကားပေါ့နော်သူ့ရဲ့ရင်တန်းကစကားလေးကိုကျွန်တော် short video လေးနဲ့ကြည့်ပေးလိုက်ပါမယ်နော်ဆိုတော့ဒီ video ကိုကြည့်နေတဲ့တပတ်သူကကြည့်နေတဲ့သူရဲ့တပတ်သူကဘာလေးများပြောချင်နေလဲဒီ video ကိုကြည့်နေတဲ့သူရဲ့တပတ်သူကဘာလေးများပြောချင်နေလဲ အနည်းဆက်ဆုံးအနေနဲ့ဒီသာခဲ့ပြီပါဒီဗီဒီယိုကိုကြည့်နေတဲ့တပတ်သူများပါလေးများပြောချင်နေတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့တပတ်သူများပါလေးများပြောချင်နေတယ်အနည်းဆက်ဆုံးအနေနဲ့ဒီသာခဲ့ပြီပါဒီဗီဒီယိုကိုကြည့်နေတဲ့သူရဲ့တပတ်သူများပါလေးများပြောချင်နေတယ်အနည်းချက်အနည်းဆက်ဆုံးပါခဲ့ပြီပါဒီဗီဒီယိုကိုကြည့်နေတဲ့သူရဲ့တပတ်သူများပါလေးများပြောချင်နေတယ်အနည်းဆက်ဆုံးပါခဲ့ပြီပါတောင်းပြချင်ပါ I want to start a family with you တဲ့ဆိုတော့ကဒီဗီဒီယိုကြည့်နေတဲ့သူရဲ့တစ်ဖက်သူကအဲဒီဗီဒီယိုကြည့်နေတဲ့သူနဲ့ပေါ့နော်လက်ထပ်ချင်နေတာမျိုးတွေ့ရတယ်မိသားစုဘဝတည်ဆောက်ချင်နေတာမျိုးအဲ့လိုမျိုးနောက်တစ်ဆင့်တက်ချင်နေတာမျိုးအဲ့လိုပုံစံမျိုးတွေကိုတွေ့ရပါတယ်ဆိုတော့နောက်ထပ်ရောဗာလေးကြီးတည်ရအောင်လေဒီဗီဒီယိုကြည့်နေတဲ့သူရဲ့တစ်ဖက်သူကဗာလေးကြီးတက်ပြောချင်သေးလေကြည့်ရအောင် I am in so much pain နဲ့ဟုတ်ပြီဒီဗီဒီယိုကြည့်နေတဲ့တစ်ဖက်သူကအဲဘယ်လိုပြောမလဲစိတ်ပိုင်းဆိုင်ရာအရာရောအရင်ကနာကျင်ခံစားနေရတာမျိုးလိုပုံစံမျိုးတွေ့ရတယ်အဲစိတ်ဖိစီးကြရေးကြုံနေရတာမျိုးတွေ့ရတယ်အဲဒီဘယ်လိုပြောမလဲသူပင်ပန်းနေရပေါ့နော်စိတ်စိတ်ရောကိုယ်ရောဒါပင်ပန်းနေရမျိုးတွေ့ရပါတယ် ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူရဲ့တစ်ဖက်သူကနောက်ဆုံးအနေနဲ့ဗာလေးများပြောချင်နေတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့သူရဲ့တစ်ဖက်သူကနောက်ဆုံးအနေနဲ့ဗာလေးများပြောချင်နေတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့သူရဲ့တစ်ဖက်သူကနောက်ဆုံးအနေနဲ့ဗာလေးများပြောချင်နေတယ် have i lost everything နဲ့သူအရာအားလုံးကိုတဲ့ဆုံးရှုံးသွားပြီလားတဲ့ဆိုတဲ့အခါကျတော့အဲကြည့်ရသူရဲ့ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်နေတယ်သူရဲ့စီးပွားရေးလုပ်ငန်းကိုင်ရန်ပေါ့နော်စီးပွားရေးလုပ်ငန်းကိုင်ရန်တစ်ခုခုပေါ့နော်အဲ့လိုမျိုးတစ်ခုခုကရှုံးအဲဘယ်လိုပြောမလဲအရှုံးပေါ်တာမျိုးအဲ့လိုပုံစံမျိုးကိုတွေးရတယ်ဒါမှမဟုတ်လေသူရဲ့အဲဒီ ဒါပါတော့သူနဲ့ဒီဗီဒီယိုကြည့်နေတဲ့သူနဲ့ပေါ့နော်အပြက်စဲတော့ရဲ့ဆက်ဆံရေးမျိုးလည်းဖြစ်ရင်ဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးဆုံရှုံသွားတာလားလို့သူကပြန်မေးနေတာပေါ့နော်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေရဲ့အများစုပေါ့နော်အများစုရဲ့တပတ်သူတွေကြီးမိရဲ့တပတ်သူတွေအများစုဒီဘာဖြစ်နေမလဲဆိုအဲ့ဒီတပတ်သူနဲ့ကိုယ်နဲ့ဒီပြက်စဲတဲ့ relationship မျိုးကိုတွေးရတယ်နော်တော်တော်များများနှက်ကက်ကလောက်ကအဲ့လိုမျိုးလေးပြက်စဲတဲ့ relationship အဲ့လိုပြက်စဲသွားတဲ့ energy မျိုးကိုတွေးရတယ်ပြက်ပြီးသားပေါ့နော် ပြက်ပြီးသားလူမျိုးကိုတွေးရတယ်ဆိုတော့ကျွန်တော်ဆက်ကြည့်ပေးမယ်နော် ဒီဗီဒီယိုကြည့်နေတဲ့သူရဲ့တစ်ဖက်သူနဲ့အခုဒီဗီဒီယိုကြည့်နေတဲ့သူနဲ့ကပြက်ဆဲပြီးသားလားဒီဗီဒီယိုကြည့်နေတဲ့သူနဲ့တစ်ဖက်သူနဲ့ဒီဗီဒီယိုကြည့်နေတဲ့သူနဲ့ကပြက်ဆဲပြီးသားလားပြက်ဆဲပြီးသားလားဟုတ်တယ်အဲပြက်ဆဲပြီးသားဟိုမှာဒီဗီဒီယိုကြည့်နေတဲ့သူကပြက်ဆဲပြီးရဲ့ပုံစံမျိုးတွေ့ရတယ်။ဒါပေမဲ့တစ်ဖက်သူကဘာဖြစ်လဲဆိုတော့ let me hold you တဲ့။အဆက်ပြီးရောပေါ့နော်။အဲဆက်ပြီးရော ဆဲထားခွင့်ပြုပါဗောနော် ကို ကိုရဲ့တဖက်သူကကိုကိုဗောနော်ထွက်မသွားစေချင်ဘူးအဲ့လိုပုံစံမျိုးတွေ့ရတယ်ကိုနေပေါင်းသူနဲ့တူတူနေပေါင်းဆိုတဲ့ပုံစံမျိုးကိုတွေ့ရပါတယ်သူကကိုထားခဲ့လို့အရန်ကြီးအဲအရန်နာကျင်ခံစားနေရတဲ့ energy မျိုးကိုတွေ့ရပါတယ်ဆိုတော့တဖက်သူဒီအခုချိန်မှာကသူကစိတ်တက်ကြနေတယ်ရရပြင်းမန်းနေရကနာကျင်နေရဗောနောအခြေအနေနဲ့ပတ်သက်ပြီးတော့သူကကိုယ်ကိုတော့ဆွဲထားခြင်းမာသေးတယ်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရပါတယ်ဒါလေးကတော့ အဲဒါလေးကတော့ဒီ short short reading လေးပါတစ်ဖက်သူကပြောချင်တဲ့စကားလေးကိုကျွန်တော်အမြန်လေးကြည့်ပြီးလိုက်တာပါ energy resonate ဖြစ်တယ်ဆိုကျွန်တော်ဗီဒီယိုလေးကိုအသေးပေးခဲ့လို့ရပါတယ်ခင်ဗျာဒီ personal tarot reading address ဆိုရင်တော့ကျွန်တော်တို့39 98 96 96 1 Viber ကိုလာခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့ tarot ဘိုင်း key run မှာကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့အဆုံးတွေ့ကြပါအောင်မယ်ခင်ဗျာ